စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနှိမ့်မှလမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတုံးစိတ်တွေဘာကြောင့်ပင်ပန်းတာတုံးကိုယ့်ရဲ့စိတ်ကနှိမ့်မှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာ ဘာပြောတာတော့ဆွဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျင်နဲ့မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကို မသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထက်နေလို့ပြောတယ်အလိုရင်မဲ့တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျင်နဲ့မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနာတွေမနာလိုမှုတွေဝန်တုံမှုတွေ ဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတိတိကျကျစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါမဲ့ဘုံတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့ နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုမုတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုမုတို့တွေကလူချင်းမမိုးစရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်အောင်ဆုံးမမင်းဟုတ်လားမကျင်တဲ့စရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမင်းမေတ္တာဖြစ်အောင်နော် ဘလို့အာယုံနဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမဟဲ့ဟောဒါစိတ်ကိုဆုံးမတော့အဲ့လိုမျိုးအာလောဘတက်တည်းအာဒေါသဆိုတဲ့မေတ္တာတက်တည်းအာမောဟဆိုတဲ့ပညာတက်တည်းဘုံဘုတို့တန်တာပါဖြစ်အောင်လှုပ်တာကိုဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်ဒီနေ့အဖြစ်ယာရင်နေတဲ့စိတ်ကိုယဉ်ကျေးအောင်လှုပ်လိုက်တာကျမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုံဘုတို့ရဲ့စိတ်ဟာ တဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုန်းဘုတို့ဓမ္မပဒပါဠိတော် စိတ်တဝတ်ထဲမှာဒုံနိဂဟတလဟုနောယထာကာမနိပါတိနောစိတ်တသဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုံနိဂဟတနှိမ့်နှင်းမှုရခဲရင်တော့ လဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကမ္မနိပါတိနောအလိုရှိရာအာယုန်တို့သို့ ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားသုံးမျိုးပြောတယ်။စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်၊ဆုံးမဖို့ခက်တယ်။အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ရောက်ခြင်းတဲ့နေရာကိုစီးမရှိကမ်းမရှိရောက်သွားတတ်တဲ့သဘောလည်းရှိတယ်။ နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမှာရှိခက်ခဲပေမဲ့လို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟန် တန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါပဲเนาะအဓိကချက်ကဒီဃာထာလေးကိုအကျမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပဲကို ပိုင်ပိုင်နိုင်နိုင်ကြုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းဖို့ခက်တဲ့အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲ ဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့အဲ့တော့ဘုန်းဘုန်းတို့လိုလားတောင့်တတဲ့ချမ်းသာဒုက္ခကိုရကျင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ကြံထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမလမှာဘလို့ကြမလို့ဆုံးမကြရမယ်ပေါ့ဒီကဒါလေးကိုဘာကြောင့်ရသော်ဘုရားဟောသလဲလူတိုင်းကြားဥပါတယ်ရသော်ဘုရားလက်ထက်ကမာတိကမာတာဆိုတယ်ဒကမကြီးသူနေတဲ့ရွာကိုယဟန်တော်၆ကျိတ် တရားလာပြီးတော့အထုတ်ကြအဲ့ဒါကမှရပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကိုသူကအထုတ်ပြီးတော့ယဟန်တော်တွေအရင်သူကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာသူကတကောအိဋ္ဌိဘတ်နဲ့မှတွဲပြီးတော့ရတယ်ယဟန်တွေရဲ့စိတ်ကိုသူကအင်းအနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲ့ဒါကြောင့်ယဟန်တွေရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေဟာဝါတွင်း၃လအတွင်းမှာသူတို့လည်းပဲယဟန်နာဖြစ်ကြတယ်။အဲ့တော့သူတို့ယဟန်နာဖြစ်တာဒီဒကမာကြီးရဲ့ကျေးဇူးမကင်းဘူးပေါ့နော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံတရင်ကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်စည်းပေးနိုင်တယ်လို့ဒီတရင်ကအလွန်မွေးတယ်ပေါ့။အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့ တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြင်မြန်ဆန်းဆန်းတရားထုတ်တရားမြတ်ရမှာပဲရှုပြီးတော့သူသွားတယ်။ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမကြီးကတိနေ။သူကဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာတယ်။ကျောင်းကလည်းညစ်ပတ်နေတာအတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းရင်သမားရောက်လာတယ်။နောက်နေ့ဆွမ်းခံသွားဖို့ငါခီးပန်းလာတယ်ဆွမ်းလေးမြတ်လာပို့ရင်ကောင်းမယ်ဆိုဆွမ်းလာပို့တဲ့လူရောက်လာ အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတော့အဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားအဲ့တော့မမစင်ဘယ်နဲ့ကြောင့်မမေးသင့်မမေးတိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပါနော် အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီ သူ့စိတ်ကိုဒီဒကမာကြီးတိပြီတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့ဘာဘလို့တော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်မတင့်တော်တာကိုလည်းတွေးတာပဲလေအဲ့တော့ငါသာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာ ဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီကြောင့်ပဲဘုရားသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားသူတရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားတိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာ နေရဲဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာဒုန်ိဂဟတလဟုနောယထာကာမနိပါတိနော စိတ်တတဓမ္မထောတာတို့စိတ်တန်တန်ဒုက္ခဝဟဒုန်ိခာတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးပေါ့နော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတောကြဟိုနာ ခုဒီအကြောင်းရာတောကြဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့ယထာကမနိပါတိနောစီမရှိကမရှိဗယံပဒါရောက်ချင်ရာရောက်တွေ့ချင်ရာတွေ့ပြီးတော့ ဘူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျဆားတတ်တယ်ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်ပဲဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ်ဓမ္မထောတာထုနော်စိတ်တတ်စိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာထုကောင်း၏ဘာဘူးလို့တော့စိတ်တန်တန်တန်ဒုက္ခဝဟာဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာ <laughs> ော်ဒီစိတ်မယင်ကြည်ဘူးယင်ကြည်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အငြိအကြီးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဖုံဖုံတို့နားလည်လို့ရပါတယ်နော် မမုန်းမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖုံးမယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်မယ်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်ပေါ့နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော် လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှဒါလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်ဖြစ်သွားတာတော့ရိုင်းသွားလား။အဲ့ဒါကိုဘုံဘုံတို့ကနီးမှန်လမ်းမှာဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ရွှေပြီးတော့သူ့ရဲ့နေရာမှာ နော်ရှင်လွတ်နိုင်မှုတွေအာဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ เนาะအမောဟပညာတရားတွေဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမှတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့လက်တွေလေးဘုံဘုံတို့ဟိုကြိုးပမ်းအားထုတ်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်တပြိုင်တည်းတည်းနားလေထားမှာကဩငါစိတ်တွေရိုင်းနေပြီဆိုတာပေါ့နားလေရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးပေါ့နော် ဒါဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့네ပယ်ကျက်ပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့เนาะတာမမီဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကသင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကယိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးเนาะဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကို မဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနေကဟတာနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလက်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ် ဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုန်းဘုန်းတို့စ조사နိုင်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြင်းအေးမှုတတ်တာမှုချမ်းသာမှုဘုန်းဘုန်းတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုန်းဘုန်းတို့ဘာလုပ်ရမလဲစ조사ကြဒါကြောင့်မြတ်စွာဘုရားက အမျော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတတာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့ဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြားသေးပါ မကြားခင်ပါပဲမြို့ထဲကိုဆွန့်ခံလိုက်သွားတာလို့ဆွန့်ခံလိုက်သွားတဲ့အခါကျတော့ ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာ哦ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွေပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာတိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေက စိတ်ရှိသလားလို့မေးတယ်အခုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာ ဟိုနားလေးလိုချင်ဟိုနားလေးဆွဲရသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဘာမေးအကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့ နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမှာတော့နော်အဲ့လိုစဉ်းစားတာဒါပါရမီလဲပါလို့ပေါ့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်ဟိုမုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့ဆုံးဆိုတော့မြားရံတွေကိုဖြောင်းနေတွေ့နော်မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးပေးမီးပေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက် နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောက်အောင် လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်လေရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကောစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကလို့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောက်ယူလို့ရတယ်ဆိုရင်ငါငါစိတ်ကိုဘယ်နဲ့ကြောင်နော်ဖြောက်မတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမှာလို့ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးရ အဲ့ဒါနဲ့ဘုန်းကြီးတို့ရှစ်ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလုံကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့တော့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုံနေကြမြင်ငွဲကအစုံမြင်ရတာပေါ့နော်အဲ့ဒီလဲဘိန်းတွေလုံနေတော့လဲဘိန်းတွေကဘုန်းကြီးတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှာဝိုင်းကြီးဖြစ်သွားတာအိုးအဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတို့ပဲကိုတို့နဲ့ရွေကြခုတ်ကြထစ်ကြပြုတ်ပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်က အရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်ဆိုတော့ကလို့ပဲစိတ်မရှိတဲ့အသားဘုံတောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတို့ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုံနိုင်ပဲရှိရမလို့ငါလုံမယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဘုံငချင်းသားလေးနဲ့ နော်ဆွံ့ရအောင်လဲဆွံ့ခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့တယ်ကိုရင်ကအတရှင်သတိပုဒ်တော်လည်းခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုနော်စောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနအိတမစီယစရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ် အဲ့ဒီမှာတကယ်ကိုရင်ပန္တိတကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုံတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပ္ပယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောဥဒကေညိနယံတိနိဋ္ဌိကဥတုဂါရဓမယံတိတေဇနံဓာရုံဓမယံတိတစ္ဆကအတ္တနာဓမယံတိပန္တိတာတဲ့ဥဒကေညိနယံတိနိဋ္ဌိက နိဋ္ဌိက လေသမားတို့သည်ဥဒကံရေကိုနေရန်တိကိုလိုချင်တဲ့နေရာကို ရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥတုကာရဓမယန္တိတေဇနံဥတုကာရလေသမားတို့သည်တေဇနံမြားတံကိုဓမယန္တိအပူပေး၍ဖြောင်းရတယ်မြားတံလေးကဖြောင်းနေမှာ ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မတ်မှန်နိုင်မှာ哦မြတ်တန်ကဝိဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲဖုန်းဖုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှတို့သိတယ်ရရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတန်ဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဖုန်းဖုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကေကြီးနေယတိနိဋ္ဌိကဥတုကာရဓမယတိဒေဇနံ ဓာတုံဓမယန္တိတစ္ဆကဓာတုံဓမယန္တိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဓာတုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားအစတော့တေးရင်တုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပရိဘောကအသုံးဆောင်လည်းဖြစ်နိုင်တယ်စောသောကပြောလို့ယင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နဲ့ယုတ်ထုလည်းဖြစ်နိုင်တယ်ဆင်းတုတော်လည်းဖြစ်နိုင်တယ်ဒီတေသအရင်တုံးကဟုတ်လား အဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကနီးမှလက်မှစနစ်တကျတော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြုံမနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချက်တွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းကပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုသိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော် လေးသမားဆိုရင်လည်းမြားတံကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။မြားတံမှာဖြတ်အောင်မလုပ်နိုင်တဲ့လေးသမားဟာဘယ်လိုလုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြည့်မတ်ကိုမှောင်အောင်ပြည့်နိုင်တဲ့လေးသမားဖြစ်မှာမဟုတ်ဘူးနော်။အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပြိဘောကပြည့်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။နောက်ရှင်လက်သမားဆရာဟုတ်မှဖြစ်မှာမဟုတ်ဘူးနော်။ရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။မြားတံမှာမဖြောင်းနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။ကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူး။ အဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ဗာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့နော်ဒကာဓမ္မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမပေါ့နော်အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျှော်မြင်ရှိကြတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုယဉ်ကျေးအောင်မယိုင်းဆိုင်အောင် ဆုံးမကြတယ်တဲ့။ရေကိုကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူး။မြားသမားမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ဟုတ်လား။အဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလေသမားမဖြစ်နိုင်ဘူး။နောက်ဆုံးစကားကျတော့ဘယ်လိုပြောမှာတော့ကိုစိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဘူး။ဩဒီလိုမျိုးတွေးရမှာနော်။ဒါကြောင့်ဒီကထားလေးတွေကိုဖုန်းဖုန်းတို့ကြည်ချင်းအဖြစ်ကိုစိတ်ကိုဆုံးမတာခက်ခဲတယ်။ လွယ်ကူဘူးဆိုတာကိုဖုံဖုံတို့နော်တိထားတော်လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုနော်ဖြစ်မြောက်အောင်ဖုံဖုံတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားလို့လည်းနော်အဲ့ဒါကိုဖုံဖုံတို့လုံမသားလင်းကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလိုပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဖုံဖုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူး ်လွယ်တဲ့အတိုင်းပဲဘုံဘုံတို့ဖြစ်သလိုပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိဘူးကိုယ်စိတ်ကိုဘုံဘုံတို့လွတ်ထားဖို့ဆိုတာလွယ်ပါလေဒီတိုင်းပဲထားလိုက်ုံပဲလေအိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါလေဘာမှခက်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 ဘုံဘုံတို့ကြိုးပမ်းစရာမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ဘုံဘုံတို့ကြိုက်မှာနော်အာယုံရိုးနဲ့တွေ့ရင်ဘုံဘုံတို့မိုက်မယ်ပေါ့နော်ဒီလိုသွားတာဒါလွယ်ပါလေဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုံဘုံတို့လိုချင်တဲ့ ကောင်းကျိုးရလက်ကိုဖြစ်စီမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့တွေ့နေဋ္ဌာယုံတွေ့တွေ့ငါစိတ်ကိုမယိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်။နမေတ္တာတရားကိုပဲဖြစ်ထွန်းစေရမယ်။တိခံမှုခွန့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရမယ်လို့အဲ့လိုကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုဖွတို့စုံမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူး။စိတ်ဆိုတာနေရစည်းတဲ့သဘောကိုအိုးစောစောကရေလိုပဲတူပါဟုတ်လား။ကိုယ်လိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရတယ် ဒီတိုင်းပြစ်ထားမယ်ရှင်တို့ရေကသူ့အတူနေရနော်အပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုမတို့မလုပ်ရင်လိုလားတောင့်တတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဘူးဟုတ်လားအဲအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြအောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြားကိုဖြောင်းကြတယ်လက်သမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံနဲ့ဖြစ်အောင်ဗန်ဒီလောက်ကန်ကြတယ်အဲ့ဒါလိုပဲအမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့ အကြောင်းအကျိုးသိကြမြင်ကြတဲ့ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့တော့အဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုစုံမမလို့ဩဒါကအရေးပါတဲ့မိကုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ်မာအောင်ယဉ်ကျေးအောင်ဘယ်လိုစုံမမလို့ဒါကိုယ်စိတ်ကိုဘယ်လိုစုံမမလဲဆိုတဲ့မိကုံရဲ့အဖြေလူရင်းတူရှင်လေးဘုံဘုံတို့ ်တန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်။အဲဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခုနှစ်ပုဒ်ရှိပြီနော်ပြောတာ။ဂါထာလေး၃ပုဒ်ကိုဆက်ဆက်ပြီးတော့ဘုံဘုံကပြောနေတာဟုတ်လား။အစီအစဉ်လေးချပြီးတော့ပြောနေတယ်။အဲ့ဒီတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တန်တုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူက သူ့ဘလူးလောကနတ်လောကမှာသူကမျက်နှာပွင့်တော့ကိုရင်ကိုမထွက်စေချင်ဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘလူးမကဝင်ပူးပြီးတော့နော်တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလူးမငါလက်ကမလွတ်เสียရအောင်ငါမဖြစ်ဖြစ်အောင်နှိပ်ဆက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပူးပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းရံမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်သာနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ်တယ် အဲ့ဒီကိုရင်တာနုကိုကြောင်းပြူတယ်မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လက်ကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပဲပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုရှုံးမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်အောင်နားစီခြင်းတော့နော်ဘာပြောထားတယ်ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထကမယထဒုက္ခတတိဇာဟနေကနိတံမိယောနိတောဟဋ္ဌိပပိနံဝေယအင်ကုတကဟောတဲ့ ဂါထာကြီးဂါထာဆိုရတာတော့နည်းနည်းခက်တယ်။ဣဒံပစိတ်မစာရိစာရိကံယေနိစကံယထကမယထဒုက္ခ။ဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘလို့ပြောတော့။ပုရိရှိခါကာလ၌ဣဒံစိတ်တံဤစိတ်တည်ဆိုလိုတာရှင်းတော့ဆပြီးတော့ခုချိန်ထိတိုင်အောင်တတဝရရဲ့စိတ်ဘု து စိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လား။စိတ်တည်ရဲ့သဘောဘလို့ရှိတော့ ਨੇ ။ဟိုရှင်းတော့ဆပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစိတ်တံဤစိတ်တည် ယထကမယေနိစကံယထကမယထဒုက္ခံယေနိစကံအလိုရှိတိုင်းယထကမအလိုရှိရာယထဒုက္ခံကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကိုအစရိန်လှဲ့လေခဲ့ဘူးလားလေပြီတဲ့ဒကာဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကဟိုးဘဝတန်တရာကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်းသလိုကျက်စားလာခဲ့တယ်အာယုန်ရဲ့ပုံမှာထင်းသလိုကျက်စားလာခဲ့တယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတော့မြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြရအောင်အဲ့ဒါလေးကိုဘုန်းဘုရားအလွန်ပြောခြင်း ရေနိစကံယထကမှာယထသုခံစကလုံးလေး၃လုံး၃လုံးရေနိစကံအလိုရှိတိုင်းယထကမှာအလိုရှိရာယထသုခံကောင်းလို့ရာရာအဲ့ဒါဘုံဘုံစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိတော့ဆိုတော့ဩစိတ်ဆိုတာနော်ကောင်းလို့ရာရာ तू ကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားတာဟုတ်လားယထသုခံကောင်းလို့ရာရာအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ तू ကောင်းတယ်ထင်တဲ့အာယုန်မှာကျက်စားတဲ့ခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲကိုမှာ သူကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတည်းကမှသူကကြိုက်တာကိုထက်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်လဲဖုံဖုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစအရတော့ကောင်းမဲ့ထင်တာကိုရွေးပြီးတော့ကျဆားတယ်အဲဒီကောင်းမဲ့ထင်တာတည်းကမှကိုစိတ်ကြိုက်ကိုကြိုက်တာထက်ပြီးတော့ရွေးတယ်ပေါ့အဲဒီကြိုက်တာကိုတွေးပြီးဆိုရင်တော့ရေနှိပ်စကံအလိုရှိတိုင်းတဲ့အလိုရှိတိုင်းဆိုတာကတော့အတိုင်းအဆမရှိတော့ဘူးပေါ့နော်ဒီတည်းပဲ तू က တဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့ကျစားနေတော့တာစိတ်ရဲ့သဘောလေးကိုဖမုံကအမျက်စွာဖះပြောပြတဲ့စကလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြောပြတာဟုတ်လားကောင်းတယ်ထင်တာတည်းကမှကြိုက်တာကြိုက်တာကိုတွေးပြီးဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်းတယ်လို့ကျစားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗယံပဒါဒီလိုလာခဲ့တာအဲ့ဒါကိုမျက်စွာဖះဘယ်လိုဥမာပေးတော့ အင်ကုတကဟောတဲ့ချွန်းကင်သောစင်တိန်သည်ဟဋ္ဌိပဝေနအမုံရသောစင်ကိုနေကနာတိဝိယနှိတ်ကုတ်ဆုံးမတဲ့ကဲ့သို့အစ္ဆာယနေ့အဟံငါသည်တန်စိတ်တန်ထိုဖြစ်ခြင်းတိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာရလို့ဆိုတဲ့တင့်တင့်လျှောက်ပတ်မှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့်နေကနိတာမိနှိတ်ကုတ်ပေအံဆုံးမပေအံဒီကြတဲ့သူကနှိတ်ကွတ်တယ်ဆိုတဲ့စကားကိုတုံးတယ်ဟုတ်လား ဲ့ဒါမြတ်စွာဘုရားဘယ်လိုဥမာပေးတော့နော်ချုံးကင်ထားတဲ့ဆင်တိန်းဟာအမှုံရစ်တဲ့ဆင်ကိုဆုံးမသလိုနှိပ်ကွတ်သလိုတဲ့ဟုတ်လားဩဆင်ကိုဖုံးဖုံးတို့ဆုံးမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တက်နဲ့သွားပြီးတော့ကင်လို့မရဘာပါရမှာတော့ချုံးပါရမှာနော်အဲ့လိုပဲဖုံးဖုံးတို့ရဲ့စိတ်ကိုဖုံးဖုံးတို့ကင်တွေတဲ့နေရာမှာဘာမှဖုံးဖုံးတို့အသိဉာဏ်ပညာမရှိဘဲနဲ့ ကိုရှိကိုလိမ္မာခြင်းလိမ္မာစီခြင်းနဲ့ယဉ်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုံဘုံတို့ဆုံးမလို့မရဘူး။အမုံရတဲ့ရှင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့။နော်ဒီစိတ်ကိုဘုံဘုံတို့ဆုံးမပဲဆိုလို့ရှိရင်လည်းပဲလက်နဲ့လိုတယ်ပေါ့နော်။အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပါပြောဆိုယောနိတော်လို့ပြောတယ်။ယောနိတော်ဆိုတာယောနိတော်မနတိကာလကိုပြောတာ။နော်ယောနိတော်မနတိကာလဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့။လမ်းကြောင်းမှန်မှန်တွေးတာ။ ။နော်သူစဉ်စဉ်းစားတာစဉ်ကျင်တာတွေးတောတာလမ်းကြောင်းမှန်တယ်။မှန်တဲ့အတိုင်းသူ တွေးတောတတ်တယ်စဉ်ကျင်တတ်တယ်။နှလုံးသွင်းတတ်တယ်အဲ့ဒါဥပါခေါ်တော့ယောနိတော်မနတိကာရ။အဲ့ဒီယောနိတော်မနတိကာရဖြင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘာလို့ရမလို့ဆုံးမရပေတဲ့။ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗတိဝတ္တသဗ္ဗဗုဒ္ဓနုဘာဝီနာတရာဒုခိဘောတုတိ။ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗတိဝတ္တသဗ္ဗတံဃာနုဘဝေနတရာဒုက္ခိဘွန်တုတ္တိ ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဘာဝေနတရာဒုခိဘွန်တုတိတေတုံဝါကသင်တရားနာပေတပေါင်းသူတော်ကောင်းတို့သာတာ အလုံးသောတတ္တဝအနန္တတို့အာတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ် မိမိတို့အိမ်မှာစောင့်ကြနေကြဝန်တော်နာမိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြစောင့်ကြနေကြဝန်တော်နာမျက်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသာဘာဗုဒ္ဓတို့ဘာဝေနာကိငါဝါလူသေးစုမငါပွင့်တော်မူကြတဲ့ဆုစုတော်သာဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဘာဓမ္မတို့ဘာဝေနာ မေလီတံဖူလီတံနိဗ္ဗာန်ပတိယတိယောဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတ်တေဇောအနုဘောတော်တို့ကြောင့်၎င်းတဘာသံဃာနုဘာဝေနဗက္ကထံလေးယောက်ပလထံလေးယောက်ဆိုသော ရှင်ရတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာတီလကုံသမားတိကုံပညာကုံတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်တေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါပဲခါမဆိုင်ချင်းရှိတိုင်းချင်းရှိတိုင်း ဒုက္ခကိုစိတ်နှပြချမ်းဝါချမ်းသာခြင်းရှိကြကုန်သည်ဘဝတူကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း